ဲ့ကျွန်တော်ကိုရီးယားလာကျွန်တော်ကဟိုပေါ့ချစ်တော်တော့တိတ်မတုံးပြဘူးဒါပေမဲ့ကျွန်တော်လာပြရတယ်တော့တွေ့ပါတယ်ဟုတ်အဲကျိတ်ပြောနေရတာပါလေ ဒီပုံမှာတော့ဒါအကြီးတို့ဘာမှပြူကျွန်တော်အဓိကပြောချင်တာအဲ့ဒီအားနေချက်အားသာချက်ကိုပြန်ကြည့်တယ်ကိုကိုသုံးသက်တယ်ကိုကိုတိုးတက်အောင်လုပ်တယ်လာသူရဲ့မျက်နှာတကဘာချင်းမိခဲ့တယ်ခဏမမြင်ရရင်ကြုံဘူးလေဝေးဖုန်တော်ချက်မဖျောက်ပွဲပေါ့လေငလင်းရမုံဝေးပွဲမှာကျွန်တော်အဲကောက်ဖို့ရှိတယ်ပေါ့လေကောက်ဖို့ရှိတယ်အဲပွေးရလေးကတော့ပြောင်းသွားတယ်အရင်ကကျွန်တော်က96ခွန်ကပုတ်လက်ခံထားတာပေါ့လေအ အခုကျတော့အာ6930မှာအဲကျွန်တော်တို့ပြန်ပြီးတော့ကပစ်သွားတယ်ဗောလေကပစ်သွားတယ်ဆိုတာလဲအာ live မှာကရက်ထားသွားတော့ကျွန်တော်တွေ့တော့တွေ့ရဒါပေမဲ့ဟိုကျွန်တော်ကကျတော့ပွဲဒီဘက်ကပွဲငားတဲ့အဲလူကြီးတွေရဲ့ဟိုပါပြန်လဲအကြောင်းအကျောင်းမှုကျွန်တော်စောင့်နေရဗောလေစောင့်နေရဆိုတော့အခုကတော့ကပစ်ပါတယ်ဟုတ်ကျွန်တော်6930မှာကပ် ကျွန်တော်အဝေးရလာမှာပြည်သက်တွေရှိတယ်အဲကျွန်တော်မြကြီးနာတို့မန္တလေးတို့အစားရှိသဖြင့်ပေါ့လေခီးဝေးရလာမှာသူတွေရှိတဲ့အခါကျတော့ကျွန်တော်တို့အဖျားလှမ်းဝေလိုက်တဲ့အခါမှာဟိုပေါ့ဟိုအစုပွဲက မတိကြသေးဘူးဆိုတော့အာမတိကြသေးဘူးဆိုတဲ့ပုံစံမျိုးလေးပေါ့လေအဲရဖြာရောင်းတဲ့သူတွေကလည်းတိကျမတိသေးတာလည်းထင်ပါတယ်အဲ့လိုမျိုးပြောလိုက်တဲ့အပေါ်မှာအာပြိသက်တွေအမြင်အပွဲပြတ်သွားတယ်ပေါ့လေအဲအဲ့လိုမျိုးလေးမြင်တယ်ထင်ပါတယ်အဲကျွန်တော်တို့ကြတော့ဒီဘက်မှာကြတော့လူကြီးတွေဘက်ကအကြောင်းပြန်လာမယ့်ဟောကျွန်တော်ကစောင့်နေတာစောင့်နေဆိုအဲ့ကြားထဲမှာအဲ့လိုမျိုးကြရက်ဖြစ်သွားလို့ထင်ပါတယ်ကျွန်ကျွန်နဲ့အခြားပြဿနာဘာမှမရှိဘူးကျွန်တော်စိတ်ထဲမှာရှိတာကကျွန်တော်ဒီပွဲတော်မှာကားမယ်အဲကျွန်တော်ဘက်က အဲကျွန်တော်ဆွန်မွန်နေတဲ့ပြည်သက်တွေကိုဘာတွေအကောင်းဆုံးချပြပေးမလဲအဲဘာတွေလုပ်ပြမလဲဆိုတော့အဲအမှုပညာတင်ဆက်မှုတွေပဲကျွန်တော်ကောင်းနေမှာရှိပါတယ်။ဒီနေ့ဟိုက်ပါမရှိပါဟုတ်။စစ်တူလေးရဲ့ရခမာကြီးလေးပြောပြောထားတော့ Hey ဘစ်တမန်လီဟာကာယောကလွင်လို့ကာမလို့ကျန်။ပြည်သက်လက်ခံလာတဲ့အပေါ်ကတော့ကျွန်တော်အများကြီးပေါ့လေ။ကျွန်တော်ရှေ့မှာလည်းဟိုဒီလောကထဲမှာလှူရှားလာတာကြီးလည်းအများကြီးရှိတယ်။အဲအဲ့ဒီပုံမှာ ကျွန်တော်အဲကျွန်တော်စူးစမ်းခဲ့တာနဲ့ပရိသတ်ရဲ့အဲမြေတားရင်းနဲ့ထပ်တူကြရတယ်လို့ပဲကျွန်တော်ထင်ပါတယ်အဲ့လိုကြတော့ကျွန်တော်ဒီလိုမျိုးလေးအဲနည်းနည်းမေးရလာတယ်လို့ပဲထင်ပါတယ်ဟုတ်ကျွန်တော်စူးစမ်းမှုလည်းပါတယ်ပရိသတ်ရဲ့အားပေးမှုလည်းပါတယ်အဓိကကလည်းဒီဘက်ကမှာတော်တော်များများဇက်သပင်နဲ့အလံဝေးလာတာလည်းပါတယ်ပါတဲ့ခါကျတော့ဇက်သပင်တင်ဆက်မှုနဲ့အလံဝေးနေတဲ့အခါမှာအဲပြန်ပြီးတော့ဇက်သပင်ကိုအားပေးဖို့တော့အားကြေးလာတဲ့ပရိသတ်တွေလည်းရှိမှာပေါ့လေအ အဲအဲ့လိုမျိုးအကျိုးကြောင်းတိုက်ဆက်လို့ပဲဖြစ်မှာပါ။ကျွန်တော်အသားကြီးအောင်မြင်နေရလို့ကျွန်တော်ကျွန်တော်တော့မထင်ပါဘူး။အောင်စဘူပါလေဗျာ။ဟိတ်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 လက်ခုပ်တလေးကြားကြပါလေပြည်သမားကျွန်တော်ကျတော့ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့နေရဆိုတော့လေဟိုတင်ဆက်နေတဲ့အချိန်မှာလည်းပြောတာတွေအဲပြီးတော့ဒီဆိုရှယ်ကနေလာပြောတာတွေလည်းအများကြီးရှိတာပေါ့လေကြုံပါတယ်ဟုတ်ကျွန်တော်ပွဲစကားတယ် ပွဲစားကြတယ်ဥမာ၃ညကြတယ်ဆိုရင်အာပထမညပထမညမှာလူကဟိုပေါ့80ရာခိုင်နှုန်းလို့ဆိုရင်ကျွန်တော်နောက်ညကြရင်60ရာခိုင်နှုန်းဖြစ်မသွားဘူး90အဲ90ဆိုနောက်ညဆို80နောက်နောက်ညဆို90အဲအဲ့လူတက်လာတာဆိုတော့ဟိုကျွန်တော်ရဲ့ကြိုးစားမှုအတိမတ်ပြုပေးကြတယ်ချစ်ခင်အားပေးကြတယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်နာသူရဲ့မျက်နှာတကမာချင်းမိခဲ့တယ်ခဏမမြင်ရရင်တို့ဘူးပဲ ယောက်ျားလေးဆိုလည်းမေးရတယ်တော့ပြောဟိုဒါမဲ့ဟိုဘောထင်ထင်လို့ပါကျွန်တော်ကကြော် every မျှတယ်မျှတယ်မိန်းကလေးပြိသက်လေးမျှတယ်ပြီးတော့အဲဒုသပြင်ဒီဇက်သပြင်ကို လူကြီးတွေကပူကြိုက်ကြရလဲမျှတယ်လीမျှတော့ဟိုဂျန်တာမယွေမျှတယ်လို့တော့မောင်လေးတော့ထင်ဟောဒီချစ်တယ် ရဲချစ်တယ်အရဲချစ်တယ်အဲကျွန်တော်ကိုရီးယားလာစားတော့ပါကျွန်တော်မဟုတ်ဘူးအဲ့ဒါလေလူပြောမလဲအဲ့ဒါတော့အမေပြန်ပြီးပါရဲ့ကျွန်တော်ကဟိုပေါ့ချစ်တော်တော့တိတ်မတုံးပြဘူးဒါပေမဲ့ကျွန်တော်လာပြရတယ်တော့တွေ့ပါတယ်ဟုတ်အဲ့ကြိတ်ပြောနေရတာပါလေ။ကောင်းနေ recommend ဖြစ်ဖြစ်ဆိုးတဲ့ recommend ဖြစ်ဖြစ်ကျွန်တော်ကြည်တယ်ဟောအလေးထားပြီးကြည်တယ်ကြည်ပြီးတော့အဲ့ဒီပုံမှာဟိုကိုယ့်ရဲ့အာသာချက်အားနည်းချက်ဘာရှိလဲဆိုတော့ကိုယ့်ကိုယ်ပြန်သုံးသက်တယ်မော်လီကအမေအအရင်ကတည်းကဟိုအမေကိုယ့်ကိုယ်ကိုသုံးသက်တဲ့သူကိုယ်အားနည်းချက်အာသာချက်ကိုအမေသုံးသက်တဲ့သူဆိုတော့အဲ့ဒီမှာအာအမှုပညာဆိုတာလေကိုယ်အားသာချက်ကဘာလဲဆိုတာကိုပြန်ပြီးတော့လိလာရတဲ့အခါရှိတယ်လीအဲ့တော့ငါအားသာချက်ကဘာလဲ အဲ့ဆိုဒီအာသာချက်ကိုဘယ်လိုထိန်းထားမလဲပေါ့လေပြီးတော့ကိုကအားနေချက်ပါလေကိုအားနေချက်ကိုပြန်ပြီးတိုးတက်အောင်ဟိုကိုဘယ်လိုပြန်ပြီးလေ့လာမလဲတိုးတက်အောင်လုပ်မလဲဆိုတော့အဲအဲ့လိုမျိုးအများတန်းအဲလေ့ကျင့်ခဲ့တာဖြစ်တဲ့အတွက်အဲဘယ်လိုပြောမလဲဟိုပေါ့ဒီပုံမှာတော့ဒါကြီးတို့ဘာမှဖြစ်ဘူးကျွန်တော်အဓိကပြောချင်တာအဲ့ဒီအားနေချက်အားသာချက်ကိုပြန်ကြည့်တယ်ကိုကိုသုံးသက်တယ်ကိုကိုတိုးတက်အောင်လုပ်တယ်

ဒါပေမဲ့ lucky selfie ရောက်မှကျွန်တော်လည်းတွတ်တော့စိုးရတာတွတ်တော့စိုးရတာအဲ့တော့တွတ်တော့မမေ့ရပထမတစ်ခုအာ okay တယ်လို့အာတစ်ခုကတော့လို့နောက်တစ်ခုကျတော့မတည်ယူအဲ့ဒီ season ပြီးတော့မှကျွန်တော်အဲရိုက်မယ်ပေါ့လေကိုကိုဟောနဲ့ဘူးဇော်လေးနဲ့ရိုက်မယ်ဆိုတော့ okay ရိုက်မယ်ဆိုပြီးတော့အဲ့ဒါလာပြီးတော့ဘာကြီးလဲမပြုံးနဲ့ဆိုတော့ကိုပြုံးစလေမပြုံးကိုပြုံးပြီးသွားဆိုတော့ဘာလို့လို့ညာလို့လို့ပေါ့ဘာမှမဟုတ်ပါဘူး ညီကိုပါပဲဟာချင်းတည်ပါတယ်ဟာစစ်တယ်နော်စစ်တယ်တော့ဟိုစစ်တယ်ဆိုတော့ပြောနေတာကပြောနေတာကဟိုကစစ်တော်ကိုပြောတာဟိုခံစားချက်ကတော့ပါတယ်ကျွန်တော်တို့ကတွေ့ရအဲ့လိုအမြဲတမ်းသိရမလားဘာပြောမလဲဆိုတာပဲတိရောလားတယောက်ခန်းစားချက်တယောက်ရင်ဖွင့်နေကြတယ်အဲလို့ရွေးဆိုသူလည်းယူမှာမဟုတ် ဟိုမခုံးပါဘူးကျွန်တော်မဟုတ်ဘူးကိုမမဟုတ်ကိုမတော့ပြည်တယ်အဲ့ဒီ TikTok ကိုတွေ့တဲ့အခါမှာဟိုဘယ်လိုမလဲတခါမသိဘူးလေမသိတော့အဲ့ဒါကြီးမြင်တဲ့အချိန်မှာဘာလို့မလဲမသိဘူးလေဟိုကလေကင်မရာလေးထောင်တာလေရိုက်နေရဆိုတော့အေးရီးတယ်ကွာရီးရရီးလိုက်တာဟဲ့လားအဲ chemistry ကမိပါအများတန်းဟိုဘာပဲဖြစ်ဖြစ်မိသားစုလိုလည်းဖြစ်နေတာဆိုတော့ အေးဆေးပါပဲဟုတ်ဟာမားလည်းမစားဘူးကြိုက်တော့တူလားဆိုမတူပါဘူး तू ကလည်း तू ကြိုက် तू ကိုလည်းကိုကြိုက်ကိုပါအဲ့ဒါတော့မတူဟုတ်တယ်အဲချစ်ဖို့ကောင်းတယ်ဟောဆိုတော့ तू ဘယ်လိုကဟိုပရဇနာအင်ဖလူဇာလာအဲ့လိုပုံစံမျိုးဖြစ်နေရောလေတัวကတော်ကီတပောက်ကတော့လုံးဝဒါရှက်ရှန်းတော့ဘူးအကျွေးရကျွေးရကျွေး ကျွေးစော်မဟုတ်လားသူရဲ့သူရဲ့တော်ကီကိုပြောရတာဟုတ်ကဲ့ပါလေအဲ့တော့ညီကိုလေးထပ်ပြီးတော့ဘယ်လိုစဉ်းစားလေးကိုပြောပြပါလိမ့်မယ်အေးကျွန်တော်တို့ဟိုဒီသူကလည်း tradition တွေကိုစိတ်ဝင်စားတယ်လေသူဆိုဒီဟိုဟုတ်တယ်ဒီမာဂီတပမာဒန်တချင်းတွေပါပြီးပြန်ပြီးတော့သူလုပ်နေရရှိတယ်ဆောင်းလည်းတီးတယ်ဆိုတော့အဲသူနဲ့သူဟိုလုပ်ပြီးတော့ collaborate လုပ်ပြီးတော့ထပ်ပြမဲ့ဟာလေးတော့ရှိတယ်ဟုတ်အဓိကတော့မော်လီဒီယာလုပ်တယ်ဆိုတာကတော့ ပထမချက်ကတော့ဝကြီးချမ်းချမ်းချမ်းသာခြင်းလို့လို့တော့မဟုတ်ပါဘူးမော်လီဒီကတော့ကိုအဲဝါဒနာပါတဲ့ဟာလေးကိုအကောင့်တွေပေါ်တယ်ပြီးတော့ဒုတိယချက်ကဒီဘက်ကမှကျွန်တော်တို့ဒီဘက်ဒီဟာနဲ့ဈေးကွက်လုံးဝမရှိတဲ့အတွက်ဒီဟာနဲ့တော့စီးပွားရှာလို့မရအောင်အဲအဲ့လိုမျိုးတော့ရှိတာပေါ့လေအဓိကကဟိုကိုလုတ်ချင်တာလေးလုတ်ခွင့်ရတယ်ပြီးတော့အာကိုနဲ့တူတူအဲအလုတ်လုတ်ကင်နေကြတဲ့အမှုပညာလုတ်ပေါ်ကင်ဘက်တွေအတွက် အဲကိုအလုပ်လေးဖန်တီးပေးခွင့်ရတယ်အဲဒီလောက်လေးနဲ့ပဲအဲတွားရတာဗောလေဒါပေမဲ့လည်းအဲ့ပုံမှာမော်လေးကျင်းတော့ဟုတ်90ကျော်လောက်ရှိတယ်90ကျော်60နီးပါးလောက်ရှိတယ်60နီးပါးလောက်ရှိတယ်ဆိုတော့ဟိုပွေးမကတဲ့ຢာဒီအခုမိုးရင်းဖြစ်သွားပြီမိုးရင်းဖြစ်သွားပြီဆိုတော့မိုးရင်းမှာလည်းကျွန်တော်အရတဲ့ပွဲလေးတွေလက်ခံတယ်အာများသောအားဖြင့်ရတော့ဇက်စရာဇမင်းသားတွေတော်တော်များများတော့ကိုတို့က ကြိုက်မှသာလေကျွန်တော်အလုပ်လုပ်ကြတာများတာပေါ့လေဘာလို့ဆိုတော့ဟိုအဆဆရဇီးအများကြီးရှိတော့ဟိုရှိတော့အခုဒီမိုးရင်းမှာလဲမော်လေးကကြတော့အဓိကမော်လေးအဆင်မပြေနေအဓိကဟိုမဆိုင်ရပြီးရောပေါ့လေမဆိုင်ရနေပြီဒီအဖွဲ့သူဖွဲ့သားအဆင်ပြေတယ်ဆိုရင်ကမယ်ရတယ်ကမယ်ဘာလို့ဆိုတော့အဓိကနံပါတ်အဖွဲ့သူဖွဲ့သားအဆင်ပြေဖို့အတွက်မိုးရင်းမှာပွဲလေးရှားတယ်အဲပွဲလေးကျဲတယ်အဲဆိုတော့အဓိကစာဝင်းနေရေးအဆင်ပြေဖို့အတွက် ကမယ်အလိုမျိုးလဲဆုံးပြချက်ထားတယ်ပြီးတော့ဒီအခြားအဖွဲ့နဲ့လှုပ်လို့ရတဲ့အလုပ်တွေပေါ့ကျွန်တော်ရိုက်ကူးရေးတွေရှင်းမယ်မဟုတ်လို့ဒီလေဝေးပွဲပြင်ရိုက်ကူးရေးရှိတယ်ရိုက်ကူးရေးလဲအမော်လီတန်နှစ်လသုံးလစာလောက်ဖြစ်မယ်ထင်တယ်အဲ့ဒါရှိတယ်ဆိုတော့အဲ့အဲ့လိုမျိုးလေး plan လေးတွေတော့ထားထား